皆さん、こんにちは。ノーバーです。ကျွန်တော်ဒီ entry level အတွက် Shinkansen Master Reading စာအုပ်ထဲကစာပိုက်လေးတွေဖတ်လာတာဒါဆိုရင်အပိုင်း၃ပေါ့နော်အဲ့တော့ဒီတစ်ခေါက်လည်းစာပိုက်တွေကိုမဖတ်ခင်မှာသူ့ထဲမှာပါဝင်မဲ့ vocabulary တွေပေါ့နော်ဒါတွေကိုကျွန်တော်အရင်လေ့လာကြမယ်။ကြောက်ဟာဂျီမေမရှောနဲ့ပထမဆုံးစလုံးကတော့ Nihon Jin ပေါ့နော် Nihon နဲ့ Hito ဆိုတဲ့ခန်းကြီးကိုပေါင်းထားတယ်ဂျပန်လူမျိုးဆိုပြီးဖြစ်သွားတယ်။ မာဂျီမဲကကြတော့မာဂျီမဲက adjective ပေါ့နော် serious ဖြစ်တယ်လေးလေးနက်နက်ရှိတယ်ကိစ္စတခုခုကိုတိတိကျကျအလုပ်လုပ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးပြောတာဟာတာရာခူကကြတော့အလုပ်လုပ်တီဆိုတဲ့ခန်းကြီးနောက်တစ်ခု gadgets ပြောခူကကြတော့ဒီ gadgets ဆိုတာကမီးပညာဆိုတဲ့အဓိပ္ပာယ်နောက်ကချီကာရာကဒီမှာပေါင်းလိုက်တော့ရော့ကူဖြစ်သွားရပါတော့ဆွမ်းအားပဲအဲတော့နီးပညာဆွမ်းအားပေါ့စိတ်ကားကြီးကကြတော့အဲကဘာလောကကြီးဆိုတဲ့အဓိပ္ပာယ်တက်ခိ စကိုင်းတက်ခီဆိုရင်ကမ္ဘာနဲ့အဝမ်း global worldwide ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်။ဟျောကာစာရဲလူကကြတော့ passive voice ပုံစံပေါ့နော်။အဲ့တော့ဟျောကာစာရဲလူဆိုလို့ရှိရင်ချီးမွမ်းခြင်းခံရရတယ်၊တံပိုးထားခြင်းခံရရတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ရှီကန်ကကြတော့ resources တွေအရင်းမြစ်တွေဒီတဘာဝအရင်းမြစ်အစသည်ဖြင့်ပေါ့နော်ရှီကန်အဲခန်းခေကကြတော့ပတ်သက်ဆက်နွယ်မှုဆိုတဲ့အဓိပ္ပာယ် အကြောင်းအရာတစ်ခုနဲ့တစ်ခုပတ်သက်ဆက်နွယ်နေရဲဒါမှမဟုတ်လူတယောက်နဲ့တယောက်ပတ်သက်ဆက်နွယ်နေရဲစသဖြင့်ပြောလို့ရရဲပေါ့နောက်တစ်ခုကတော့ sekiyu ရေနံကိုပြောတာပြီးရင် tekko seki tekko seki ဆိုတာကဂျာတော့ဒီတန်ထုတ်လုံးမဲ့ကုန်ချမ်းပစ္စည်းပေါ့နော်နောက်တစ်ခုကဂျာတော့ gansai ryo gansai ryo ကဂျာတော့ကုန်ချမ်းပစ္စည်းကိုပြောတာပါဝင်ပစ္စည်းကုန်ချမ်းပစ္စည်းပေါ့နော်ကုန်ချုံးမဖြစ်သေးတဲ့အစင်းပေါ့ yushisuka ကဂျာတော့ တင်ပို့ဒီဆိုတဲ့အထိပ်ပဲဒီဟာကဒဲရူးဆိုတဲ့ခန်းကြီးပေါ့နော်ထွက်တည်ဆိုတဲ့ခန်းကြီးအဲ့တော့ကိုယ်နိုင်ငံတွေကထွက်တာဆိုရင်သူများကိုတင်ပို့တာ you should ဆိုရင်တင်ပို့တာအဲ့ရီယခီကကြတော့အမြတ်အမြတ်ပေါ့နော်အမြတ်ငွေ profit benefit ဆိုတဲ့အထိပ်ပဲခါဝါရီနီဆိုရင်အစာအဲ့ဒီအစာဒါအဲ့အဲ့လိုမျိုး instead of ဆိုတဲ့အထိပ်ပဲပါ okay အဲ့ဆိုရင်နောက် slide ကိုသွားချမယ် thai guy ဒါကြတော့ဥမိဆိုတဲ့ပင်လယ်ခန်းကြီးပေါ့နော် ဒါကြတော့စွတ်တို့အပြင်ဘက်ခန့်ကြီးပင်လယ်ရဲ့အပြင်ဘက်ဆိုတော့ပင်လယ်ရချာတိတာတနည်းအားဖြင့်ပြောရရင်နိုင်ငံခြားဆိုတဲ့အဓိပ္ပာယ်ခိုင်ကိုင် oversea abroad ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုကကြတော့ union ခုနက union ရှုစွတ်မှာတော့ကကြတော့ဒေရုခန့်ကြီး ਨੇ ကိုနိုင်ငံတွေကထွက်တာသူများကိုတင်ပို့တာဒါကြတော့ high ru windy ဆိုတဲ့ခန့်ကြီး ਨੇ ဆိုတော့ union ကိုနိုင်ငံတွေကိုတင်သွင်းတာနောက်တစ်ခုကဂျီတိုးရှာဂျီတိုးရှာဆိုတာအော်တိုမိုဘိုင်းပေါ့နော်ကားတွေကိုပါတယ်ကိုပြောတာ ပြီးတော့ဒါ Danke ဆိုရင်လျက်စစ် Saying ကကုန်ပစ္စည်းဆိုတော့လျက်စစ်နဲ့ပတ်သက်တဲ့ကုန်ပစ္စည်းတွေပေါ့နော် Danke Saying ပြီးရင် Hitsu Yoga ကကြတော့မရှိမဖြစ်လိုအပ်တာကိုပြောတာပြီးရင် Minus ကကြတော့ Minus ကိုပဲအတန်ထွက်နဲ့ရေးထားတာခန္ဓာရစရှိမှုဆိုရင်အာတေချာပေါက်ကြီးဆိုတဲ့အသေးပဲပေါ့နော်အဲဥပမာကိစ္စတစ်ခုအဲ့လိုတေချာပေါက်ကြီးတော့ပြောလို့မရဘူးပေါ့အဲအဲ့လိုမျိုးတေချာပေါက်ကြီးဆိုရဲခန္ဓာရစရှိမှုပေါ့နော်နောက်တစ်ခုကကုကု မင်းစိအော်ကုကုမင်းစိဒါကတော့နိုင်ငံသားတွေကိုပြောတာကုကုမင်းစိနောက်တစ်ခုကဆိုတာချက်ကပြိုးထောင်ပြီး grow to grow to be brought up and ဒီပြိုးထောင်လာပါပဲ Okay အဲ့ဆိုရင်ဒီ vocabulary လေးတွေနဲ့ရင်းနှီးသွားပြီဆိုလို့ရှိရင်ကျော်တို့စာပိုက်စာဖတ်ကြောင်းပဲပေါ့နော် Okay စာပိုက်ရဲ့ပထမဆုံးအကြောင်းမှာတော့ထုံးစံတိုင်း skin no bun show yonde ဒီစာပိုက်ကိုဖတ်ပြီးတော့ 質問に答えなさい。メゴンゴーピーバー。答えは1、2、3,4から最も良いもの、アカウント、アカウントを1つ選びなさい。တခု ᱹ ယူပေးပါ။ဟုတ် trust တွေကတခု ᱹ ယူပေးရမယ်။ Okay ဒါကတော့စာပိုက်တိုင်းဒီပေါ်မှာပါရပါတော့။အဲဆိုရင်စာဖတ်ကြမယ်။日本人は真面目でよく働くと言われる。ဂျပန်လူမျိုးတွေကတဲ့လေးလေးလက်လက်နဲ့ တီတီကြီးကြီးနဲ့အလုတ်ကိုယုကုခတာရာကုဆိုရင်အလုတ်ကောင်းကောင်းလုပ်ကြရလို့ပြောဆိုခြင်းခံရရတယ်ပေါ့နော်အဲဂျပန်မိုးတွေအလုတ်ရန်စူးစားပဲဆိုပြီးပြောချရတယ်ပေါ့ဆွတ်တဲ့ပြီးတော့တဲ့နီဟွန်နိုကီချီဆွတ်ယုကုဟာ世界的にも高く評価されている。ပြီးတော့တဲ့ဂျပန်ရဲ့ဂီချီဆွတ်ယုကုဟာ ဆိုတာကဒီနေပညာဆန်းအားပေါ့နော်အဲ့ဒါကိုဆေကိုင်တက်ခင်းနေမို့ဒီကဘာနဲ့တဝမ်းကဘာနဲ့ရှင်ပြီးတော့တောင်မှသကကုဟျောကာစားတဲ့တေတုဒီမြင့်မြင့်မမတန်ဖိုးထားခြင်းခံရတယ်မြင့်မြင့်မမချီကျူးခြင်းခံရတယ်ပေါ့နော်ဂျပန်ကနေပညာမြင့်တယ်ဆိုပြီးတော့မှချီကျူးကြတာပေါ့နော်မာဂျီမဲတဲ့အဲဒီလင်းနဲ့တည်ချီပြီးတော့သကိုင်ကီချီစရီယိုကူကိုမို့ချီယိုနီနတ်တာနောနာစေတာတော့အဲဒီလိုမျိုး လေးလေးနက်နက်တိတိကျကျရှိပြီးတော့ညစ်မာတဲ့ဤပညာဆွမ်းအားကိုမုတ်စီယိုနိပိုင်ဆိုင်လာအောင်နတ်တန်တော့ပိုင်ဆိုင်လာတာပိုင်ဆိုင်လာနိုင်တာကဘာကြောင့်မို့ပါလဲပေါ့ဆိုတော့အဲ့ဒါကတဲ့ညီဟွန်းတို့အာရှီကန်တို့စကူနာဆာနိခန်ခေကအရူအဲ့ဒါကဂျပန်ရဲ့အာရှီဇန်တို့စကူနာဆာဆိုရင်ဒီတဘာဝအရင်မြစ်တဲ့နေပါမှုနဲ့ခန်ခေကအရူဆိုရင် ပတ်သက်ဆက်နေမှုရှိနေပါတယ်တဲ့။ညီဟောင်းကဂျပန်ကဆကီယူယတက်ကိုဆကီနာဒိုဆေဟီနိုဂန်ဇိုင်ရိုတိုနာရုရှိကန်ကစုကနိုင်အဲဂျပန်မှာကဒီဟာကဆကီယူဆိုတာရေနံရေနံအတို့ဒီတမနီဖြစ်မဲ့ဟိုမူချက်ဟိုကုန်ချမ်းပစ္စည်းပေါ့နော်အဲ့ဒါကိုတက်ကိုဆကီလို့ခေါ်တာအဲ့ဒါတွေကအဲအဲ့လိုမျိုး ရင်နံတို့တဘာဝအာရင်နံတို့ဒီတန်ဖြစ်လာမဲ့ကုံချံတို့လိုမျိုးစေဟင်တို့ကန်ဆိုင်ရောဆိုတာကကုံချံပစ္စည်းကုံပစ္စည်းတွေရဲ့ကုံချံပစ္စည်းနာရုဖြစ်လာမဲ့ရှီကန်ကစကုနိုင်အဲဒီတယန်ဇာတာတွေနေတယ်ပေါ့နော်ဒီကုံပစ္စည်းတွေရဲ့ကုံချံဖြစ်လာမဲ့တဘာဝတယန်ဇာတာတွေကနေပါတယ်တဲ့ဆွန်နိုထမင်းဤအဲအကြောင်းကို 原材料を輸出輸出して、輸出して利益を得ることができないんだ。あらちゃんも、で、共産主義で輸出し、輸出、輸出して店、店舗ビーダー、ネネリロとはシャーリーの、店舗ビーダで、 လီအခီဆိုတာအမျက်ငွေပေါ့နော်အဲရုကုတိုကအမျက်ငွေရှာဖို့ကကြတော့မဖြစ်နိုင်ပါဘူးပြည့်ကုန်ချမ်းပစ္စည်းတွေနေတဲ့အတွက်ဒါကိုတင်ပို့ပြီးအမျက်ရှာဖို့ဖြစ်နိုင်ဘူးအဆိုနိုကာဝါရီနီအဲ့ဒီအစားပေါ့ခိုင်ဂိုင်ခါရဆိုရဲတာကိုယူနူးရှိဒီပင်လယ်ရဲ့ခြားနိုင်ငံခြားကနေအဲ့ဒီကုန်ချမ်းပစ္စည်းတွေကိုတင်သွင်းပြီးတော့ဂျီတိုရှာယဒန်ခီဆေဟင်းနာတို့နော်ဒီကားတို့ရေစစ်ပစ္စည်းတို့လိုမျိုးဆေးဟင်းကုန်ပစ္စည်းတွေကို ကွန်ပစ္စည်းတွေကိုစကူရီပြုလုပ်ပြီးတော့တဲ့ဆိုတဲ့ဟို you should search through ことに寄って利益を得ているအဲအဲ့ဒါကြောင့်မို့ဒီကုန်ကျန်းပစ္စည်းတွေကိုကြတော့နိုင်ငံခြားကနေတင်သွင်းမယ်ပြီးတော့ကားတို့လျှက်စစ်ပစ္စည်းတွေလိုမျိုးကုန်ပစ္စည်းတွေကိုပြုလုပ်ပြုလုပ်ပြီးတော့အဲ့အရာတွေကိုပြန်ပြီးတော့တင်ပို့ခြင်းအားဖြင့်ကိုယ်တော်ညိုတဲ့အဲတင်ပို့ခြင်းအားဖြင့်ဒီအမျက်ငွေကိုရှာနေကြရှာကြရတယ်ဗောနော် ရှာရတယ်။စမားဒီတနည်းအားဖြင့်ပြောရရင်နဲ့မာဂျီမဲနီဟာတာရာခိဒီ serious ထားပြီးတော့လေးနက်နက်အလုပ်လုပ်ပြီးတော့ကီဂျစ်ဆုယောကူအိုတာကာမဲဒီနီးပညာဆွမ်းအားကိုမြင့်တင်တယ်ပေါ့နော်။မြင့်တင်တယ်ပြီးတော့ယိုယိဆေဟင်အိုစကရုကတောကဒီကောင်းတဲ့ကုန်ပစ္စည်းကောင်းတွေကိုတိလုတ်ချင်းထုတ်လုတ်ချင်းကအဲ့။ညီဟွန်ကဒီအခီယိုအေရူတာမဲနီတာမဲနီဝဟီတစူယိုနန်နိုတေအာရူ ဒီဂျပန်ကအမျက်ငွေရှာဖို့အတွက်အတွက်မှာဆိုလို့ရှိရင်မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်ဗောနော်ဒီကုန်ပစ္စည်းတွေကိုကုန်ပစ္စည်းကောင်းတွေကိုဖန်တီးတယ်နီးပညာတွေကိုမြင့်တင်တယ်တေချာအလုပ်လုပ်ပြီးတော့မှလုပ်တာကဒီ real key ရှာဖို့အတွက်သူတို့အတွက်မရှိမဖြစ်နီးလမ်းပဲဗောနော်ရှိကန်ကစကူနိုင်းကတော့ဒီတဘာဝရင်မြစ်တွေရော့နေတာကပေါ့နော် နေပါတာကခုနီနီထွတ်တယ်ဝါ အဲနိုင်ငံအတွက်ကတော့ minus တဲ့ aruyoni mieru ကဒီ minus ဆိုတော့ဒီအာနေချက်ပေါ့နော်အာနေချက်လိုမျိုး mieru ကမြင်ရပေမဲ့တဲ့ခနာရာစုရှိမို့ဆိုတော့ဝရင်နိုင်အဲအဲ့လိုကြီးတော့လည်းပြောလို့မရနိုင်ဘူးပေါ့နော်မြင်ရပေမဲ့အဲ့လိုကြီးတကယ်ဟုတ်တယ်လို့တော့ပြောလို့မရနိုင်ဘူးတဲ့ nihoni oite wa ဒီဂျပန်မှာပေါ့ဟိုတဲ့ဝစကနိုင်းရှိကန်တို့ဥခခဲ့တဲ့ဒီ တင်ဇာတ်နေပါရတဲ့နေပါခြင်းရဲ့အချိုးကျစုနဲ့ပေါ့နော်။ကောင်းတာတော့မဟုတ်ဘူး။ဒါပေမဲ့အဲ့လိုနေပါနေတဲ့အချိုးကျစုနဲ့မာဂျီမဲနာကိုကူမင်ဆေကဥမာတဲ့ဒီလင်းနနက် serious ဖြစ်တဲ့ဒီကြည်ရဲ့နိုင်ငံသားကောင်းတွေကိုမွေးဖွားပေးပြီးတော့တဲ့ထက်ကိုင်းကီချစ်ဆူရိုကူကဒီမြင့်မာတဲ့နေပညာဆွမ်းအားကစဒတာတိုအဲဒီကျိုးထောင်ပေးခြင်းခံလိုက်ရတာပေါ့နော်။မြင့်မာတဲ့နေပညာတွေ ပြီးလို့ရှိရင်နိုင်ငံသားကောင်းတွေကိုဒီဟာကဒီတဘာဝရင်းမြစ်တွေနေပါခြင်းကမွေထုတ်ပေးလိုက်တယ်လို့ဖြစ်နေတယ်လို့မို့အီယဲတို့ခရာဒတ်အဲ့လိုပြောနိုင်တယ်အဲ့ဒါကြောင့်မို့ဒါတော့လုံးဝတိုင်းပြည်အတွက် minus ဖြစ်တယ်လို့ပြောလို့မရပါဘူးလို့ပြောတာဒါကဒီစာပိုက်ရဲ့အရေးသားနည်းနည်းလေးတော့ရှုပ်တလို့ရှိရပါတော့ဒါပေမဲ့ဖြည်းဖြည်းချင်းဖတ်လို့ရှိရင်တော့အဆင်ပြေပါပါအဲ့ဒါဆိုရင်ကျွန်တော်အသေးပဲပြန်ပေးပြီးတော့ရေးဆိုတော့ဒီစာပိုက်ကို အစဆုံးဂျပန်လိုပဲတည်တံ့ဖက်ပြမယ်ပေါ့နော်အဲ့ချိန်မှာကိုကဒီဟာကိုတေချာနာလေးလိုက်တာဒါမှမဟုတ်ကိုယ်တိုင်လည်းပြန်ဖက်ကြည့်ပေါ့နော် Okay စလိုက်ကြရအောင်ညွန်ဂျင်ဝမာဂျီမေတဲ့ယုတ်ကူဟာတရာကူတိုအီဝါရဲတူそして日本の技術力は世界的にも高く評価されている真面目で高い技術力を持つようになったのはなぜだろう それは日本の資源の少なさに関係がある。日本は石油や鉄鉱石など製品の原材料となる資源が少ない。そのために原材料を輸出して利益を得ることができないのだ。その代わりに海外からそれらを輸入し、自動車や電気製品などの製品を作り、 それを輸出することによって利益を得ている。つまり、真面目に働き、技術力を高め、良い製品を作ることが日本が利益を得るためには必要なのである。資源が少ないことは国にとってはマイナスであるように見えるが、必ずしもそうとは言えない。日本においては 少ない資源のおかげで、真面目な国,国民性が生まれ、高い技術力が育ったとも言えるからだ。နေနေပြီးတော့ဖျက်ခဲ့တယ်ပေါ့နော်ကျွန်တော်ကိုတိုင်ဆောင်တိတ်ပြီးတော့ fluent မဖြစ်သေးဘူးဒါကလည်းကျွန်တော်လေးလာတော့ကာလမှာအများကြီးအတန်ထွက်ပြီးမဖတ်ခဲ့လို့ပေါ့နော်ဒီတိုင်းနားလေးအောင်တော့ပဲဖတ်ခဲ့လို့ပေါ့ဒါပေမဲ့အခုတော့ပြန်ပြီးတော့ မင်းနောက်ဆက်လို့နဲ့အတူတူလေ့လာရင်းနဲ့ပြင်ဆင်နေပါတယ်။ဟဲ့ဒါဆိုရင်မေကုံပိုင်းသွားချရအောင်။မေကုံကပါမိထားဆိုရင်ကိုနိုဘွန်ရှောနိုနိုင်ယိုတို့အတေရုံမနောဝတ်တို့ကအဲဒီစာပိုင်းမှာပါတဲ့အသွင်ပိုင်းအကြောင်းအရာတွေပေါ့နော်နိုင်ယိုအဲ့ဒီနဲ့အတေရုံမနောကိုင်းညီတဲ့အရာကဘာပါလဲတဲ့။အဲတော့ကျွန်တော်ကမြန်မာပြန်ပြမယ်။ကိုယ့်အကိုဖြည့်ကြည့်ပါဖြည့်ကြည့်ပြီးတော့အဖြည့်ထည့်ထားပါမယ်။ 日本は良い製品を輸入している。ジャパンနိုင်ငံကတဲ့ဒီကုန်ပစ္စည်းကောင်းတွေကိုတင်သွင်းလျက်ရှိပါတယ်တဲ့။နိဘန်ကရှီကန်ကစကနိုင်းကာရာညွန်ဂျင်ဝါဖူကိုဒါဒီတဘာဝအရေးမြစ်တွေနေပါတဲ့အတွက်ညွန်ချင်းကဂျပန်လူမျိုးတွေကဖူကိုဒါကံမကောင်းပါဘူးတဲ့။ဆန်ပန်ကရှီကန်ကစကူနိုင်းခါရာ 日本人は真面目になった。で、တဘာဝတင်ဆာတာအရင်မြစ်တွေနေပါလာကြောင်မို့တဲ့ဂျပန်လူမျိုးတွေကတီချီလေးနဲ့တဲ့သူတွေကောင်းကောင်းအလုံးလုံးတဲ့သူတွေဖြစ်လာပါတယ်တဲ့ယွန်ဘန်ကနီဟွန်ဝရှစ်ကန်ကိုယူရှုဆစ်တေရုဒီဂျပန်ကဂျပန်နိုင်ငံကတဘာဝတင်ဆာတာအရင်မြစ်တွေကိုယူရှုဆစ်တေရုဆိုတော့တင်ပို့လေးရရှိပါတယ်တဲ့အဲတော့အဖြေမှန်ကဘာဖြစ်မလဲ はい、皆さん、お疲れ様でした。また会いましょうね。Just take the first step and the next.